အခုမြင်တွေ့နေရတဲ့တောအုပ်ကြီးကတော့တစ်ချိန်ကရွာပေါင်းစုံလာမြုပ်တဲ့တင်ညာဟောင်းကြီးပဲဖြစ်ပါတယ်။ယနေ့ခေတ်မှာတော့အသေးဆုံးရတဲ့သူတွေကိုမြေမြုပ်တာတွေမရှိတော့တဲ့အခါမှာတော့ဒီတောအုပ်ကြီးဟာတောအဖုံးကြောင်းကြီးတစ်ကြောင်းဖြစ်သွားပါပြီ။ထူးဆန်းတာကဒီကြောင်းဝန်ကြီးထဲမှာစုံတရဲတစ်စိတွေတပတ်တွေရှိတယ်ဆိုပြီးတော့နာမည်ကြီးနေတာပဲဖြစ်ပါတယ်။ နောက်ထပ်ထူးဆန်းဆုံးကတော့ဒီတောအကြောင်းထဲမှာပထမဆုံးသတင်းသုံးတဲ့ဖုန်ကြီးတစ်ပါးဆိုရင်ဒီကြောင်းလေးထဲမှာပဲကိုကိုကိုကြိုးစဲချပြီးတော့အဆုံးစီရင်သွားတာပဲဖြစ်ပါတယ်။ပြန်လုံတော့မမှုကင်းကလည်းယင်းဤတဲ့ဖုန်ကြီးတချို့နဲ့တကားတကားမတွေကိုလည်းသတင်းအစသုံးတဲ့အချိန်မှာတော့ဘာမှမထူးခြားပင်မဲ့အခုနောက်ပိုင်းမှာဆိုလို့ရှိရင်တရေတစေတွေကညာတိုင်းလိုလိုမကောင်းဆိုးဝါးတွေ၆လန်းလို့အိတ်မရတဲ့ညာများစွာလည်းရှိတယ်လို့ပြောပြပါတယ်။ အမေရလို့တရားထိုင်ရင်လည်းကျောင်းအမြင့်ဘက်ကနေပြီးတော့အမျိုးသမီးတယောက်ရဲ့ခေါ်ဆံကိုလည်းကြားရတယ်လို့ဆိုပါတယ်။တရားထိုင်တဲ့အခါဒီမှာဆိုရင်လည်းအမျိုးမျိုးရှောက်လန့်တာမျိုးတွေနဲ့လည်းကြုံရတယ်လို့ပြောပြပါတယ်။ပြလွန်တော်မှုသွားတဲ့ဖုန်းတော်ကြီးနဲ့အရင်ရင်းနှီးတဲ့ဖုန်းဖုန်းတစ်ပါးရဲ့ပြောပြချက်အရာကတော့သူမသေးဆုံးခင်ထူးထူးခြားခြားသူ့ကျောင်းမှာရှိတဲ့ပစ္စည်းတွေကိုလာအပ်ခဲ့ပြီးတဲ့ဘတ်၄000ကိုတည်းတင်ခံထားခဲ့တယ်တဲ့။အဲ့ဒီဖဖို့ရဲ့စိတ်ထဲမှာလည်းအတော်လေးကိုမှအံ့ဩနေမိတယ်တဲ့။သူလာအပ်ထားတဲ့ ခါကြတော့လေပစ္စည်းတွေရောပတ်သက်ကောတိတိချာချာတော့သိမ့်ပေးထားပါတယ်တဲ့ပြန်လုံတော့မှုမာကိုတိနေတယ်လို့ပဲထင်ပါတယ်အဲ့ဒီလိုပစ္စည်းတွေအပ်ပြီးနောက်ရက်အခုလိုပဲကြိုးစွဲချပြီးတော့ပြန်လုံတော့မှုသွားတာဖြစ်တယ်လို့လည်းပြောပြပါတယ်အားလုံးကတော့တစ်ချိန်ကတညံကုန်းအဟောင်းကြီးဖြစ်လို့မကျွတ်မလွတ်ဖြစ်နေတဲ့တရေတက်စီတွေကနောက်ဆက်လို့အခုလိုမျိုးပြန်လုံတော့မှုသွားလာဆိုပြီးတော့လည်းတချို့ကယုံကြည်ကြပါတယ်အဲ့ဒီဖုံးတော်ကြီးပြန်လုံတော့မှုသွားပြီးနောက်ပိုင်းမျိုးတွေရွာနေတဲ့အရင်မဝေးတော့လာရောက်ဒေရင်တုံးတဲ့ဖုံးကြီးတွေလည်းရှိပါတယ် ဒါပေမဲ့လည်းတရဲတစ်စီရဲ့နောက်ဆက်မှုကြောင့်ဘယ်ဖုံးကြီးမှသုံးလာပြည့်အောင်သတင်းမသုံးနိုင်ကြပါဘူး။တရဲတစ်စီမကောင်းဆိုးအားဝိညာဉ်တွေရဲ့၆လန်းနှောက်ရှက်မှုကြောင့်ဒီတော့အကြောင်းကိုစွန့်ပစ်ထားပြီးထွက်သွားတာခုနှစ်ပါးရှစ်ပါးလောက်ရှိပြီလို့လည်းသိရပါတယ်။လက်ရှိမှာတော့ဒီတော့အကြောင်းမှာနှစ်နဲ့ရှိပြီးသတင်းသုံးနေနိုင်တဲ့ဖုံးဖုံးတစ်ပါးတော့ရှိပါတယ်။အဲ့ဒီဖုံးဖုံးကတော့အခုမြင်တွေ့နေရတဲ့ဖုံးဖုံးပဲဖြစ်ပါတယ်။ဒီတော့အကြောင်းနဲ့ပတ်သက်ပြီးတရဲတစေမကောင်းဆိုးဝါးတွေအများကြီးရှိနေတယ်ဆိုပြီးပြောဆိုနေကြတဲ့အပေါ်ဒါဟာတကယ်ပဲလား ကောရဟာလာပဲလားဆိုတာသိကျင်လို့ပရာလောကသားတွေရဲ့အကြောင်းစိတ်ဝင်စားတဲ့သူတွေကအခုလက်ရှိနဲ့နဲ့ရှိပြီးတရင်သုံးနေနေတဲ့ဖုံဖုံနဲ့ဒီအကြောင်းဝန်ကြီးထဲမှာတကယ်ပဲတရေတဆေတွေများစွာရှိနေတာလားရှိနေတယ်ဆိုရင်ရောဖုံဖုံကဘယ်ကိုတော့မှသတင်းမသုံးနိုင်တဲ့ဒီအကြောင်းဝန်ထဲမှာဘလို့ကြောင့်နှစ်တည်းရှိပြီးတော့တရင်သုံးနေနိုင်တာလဲဆိုတဲ့အကြောင်းတွေကိုအခုလိုပဲမြင်မြန်ခဲ့ပါတယ်အဲ့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဖုံဖုံကအခုလိုပဲပြောပြပါတယ်ဒီတော့အကြောင်းလေးမှာတပါးတဲ့တရင်သုံးနေတာ၅နှစ်လောက်တော့ရှိပါပြီ ဘယ်ကိုတော့မှကြကြသတင်းမသုံးနိုင်ဘူးလို့လည်းသိထားပါတယ်။ဒါပေမဲ့လည်းဒီတော့အကြောင်းလေးကိုပြစ်ထားပြန်ဆိုရင်ပို့ပြီးတော့ဟောင်းလွှမ်းပြီးတော့စိုးဝါလာဖို့ပဲရှိပါတယ်။ဒါကြောင့်လာပြီးသတင်းသုံးနေတာဖြစ်ပါတယ်လို့ပြောပါတယ်။ဒီပိုင်းမှာတော့အရှိကကိုတော်တွေကြုံတွေ့ရသလို၆လန့်ခံရမှုတွေနဲ့လည်းကြုံရပါတယ်။ဒီလို၆လက်နဲ့ဆိုတာကြောက်တဲ့သူတွေအတွက်အသေးငယ်တဲ့သူတွေအတွက်တော့အဆင်မပြေပေမဲ့ဖို့ဖို့အနေနဲ့တော့သူတို့ကကျွတ်လွရှင်တို့အကူအညီတောင်းတယ်လို့သဘောထားပြီးသူတို့အတွက်မေတ္တာတွေပို့တယ်ကောင်းမှုကုသိုလ်တွေများများလုပ်ပေးတယ် အခုနောက်ပိုင်းဆိုရင်စိုးစိုးဝါးဝါးကြီး၆လက်နာမျိုးတော့မရှိပေမဲ့ဝိညာဉ်လိုယူဆရတဲ့အရေးတံတွေကိုတော့မကြမကြတွေ့နေရတော့မှပဲတချို့လေသူတို့အတွက်လှုပ်ပေးတဲ့ကောင်းမှုကုသိုလ်တွေကြောင်းကျွလွတ်သွားကြတာလည်းရှိသလိုအခုချိန်ထိလည်းမကျွလွတ်သေးတဲ့နနာဘဝတွေလည်းဒီကြောင်းဝန်းထဲမှာရှိနေနိုင်တယ်လို့ဖုံဖုံကပြောပါတယ်ဒါပေမဲ့ဖုံဖုံကမေတ္တာအမြဲပို့နေတော့အရင်ကလောက်တော့မစိုးတော့ပါဘူး တောင်ဝန်ထဲမှာတွေ့ရတဲ့နတ်စင်တွေနဲ့ပတ်သက်ပြီးတော့ဘာကြောင့်စောက်ထားတယ်လဲလို့မေးတဲ့အခါမှာတော့ဖုံဖုံကဖုံကြီးတွေအနေနဲ့မစောက်တင်ဘူးလေဖုံဖုံလည်းဒါတွေကိုစောက်ထားလာမဟုတ်ပါဘူးရွာသားတွေသူတို့ရဲ့စိတ်ခံစားချက်ပေါ်မူတည်ပြီးတော့စောက်ထားကြတာပါတချို့ကလည်းသူတို့အိမ်မက်အရာတချို့ကလည်းသူတို့ရဲ့ယုံကြည်ချက်အရာလာပြီးတော့စောက်ထားလာဖြစ်တယ်လို့ဖုံဖုံကပြောပါတယ် အရင်ကတော့၆လမ်းမှုတွေကတော့တော်တော်ကိုမှကြုံတွေ့ရပါတယ်။အခုချိန်မှာတော့အတိတ်လောက်ထိတော့မကြုံတွေ့ရပဲထူးခြားတဲ့အိမ်မက်တစ်ခုတော့မြင်မက်ပါတယ်။အိမ်မက်ထဲမှာအဖိုးကြီးတယောက်ကဒီနားမှာဖျားတက်စုထားပေးပါလို့ပြောလို့အခုလိုပဲထားပေးထားတာဖြစ်တယ်လို့ဖုံဖုံကပြောပါတယ်။ဟုတ်ကဲ့ပါဒီအကြောင်းအရာလေးကတော့ အရန်ကိုလည်းစိတ်ဝင်စားစရာကောင်းလို့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုပြန်လည်မျှဝေတင်ဆက်ပေးခြင်းပဲဖြစ်ပါလေခင်ဗျာဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ချက်လေးကိုလည်း comment အောက်မှာပြောခဲ့လို့ရပါတယ်ခင်ဗျာအဆုံးထိအောင်ကြည့်ပေးကြတဲ့တယောက်စီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျာ